ဒီပိုင်းအတွင်းမှာနိုင်ငံတကာက online social media တွေအထက်ပေါ်မှာမမြင်ကျမအဆုံးဆိုသလို Sister Home ဆိုသူနိုင်ပြောင်းအမျိုးသားရဲ့ online social media ထက်ကနေပြီးတော့အမျိုးသား1690တရာကိုတွေးဆောင်ဖျားယောင်ပြီးသူ့ရဲ့အခန်းတွင်းမှာအတူနေခဲ့ပြီးတော့ဒီဗီဒီယိုတွေကိုရောင်းချပြီးစီးပွားရှာခဲ့တဲ့ညာစွေးမှုကြီးတစ်ခုထွက်ပေါ်လာခဲ့ပြီးနောက်ပိုင်းမှာ social media ထက်ဒီပေါ်မှာအပြိုင်ဆိုင်နေ share ရတဲ့ဟာတာတစ်ခုလိုမျိုးရည်စရာတစ်ခုလိုမျိုး wide throw နေကြတဲ့အခြေအနေရှိနေတယ်ပေါ့နော်ဒါကိုသူတော်တော်များများကရည်စရာလို့ထင်နေတဲ့ ောက်ွယ်မှာအမဟုံရဲ့ဖြစ်ရက်ကနေပြီးတော့ကျွန်တော်တို့အားလုံးကိုမီးမောင်းထိုးပြနေတာက ခေတ်သစ်နီးပညာကျွန်တော်ဆိုရှယ်မီဒီယာတွေထပ်ပေါ်ကနေပြီးတော့တိလိုက်ပဲနဲ့အလိန်ခံလိုက်ရတဲ့စကန်လောက်ခံလိုက်ရတဲ့အများပြားရှိလာပြီဆိုတဲ့အချက်ပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ဒီဗီဒီယိုထဲမှာကမဟိုဆစ်စတာဟိုဆိုတဲ့လိန်ပြောင်းအမျိုးသားအနေနဲ့အမျိုးသား1690တရားကိုဆိုရှယ်မီဒီယာကနေပြီးတော့ဘယ်လိုမျိုးတွေးဆောင်ဖျားယောင်းခဲ့တယ်လဲပြီးတော့အမဟုံလိုမျိုးဆိုရှယ်မီဒီယာထက်ကနေပြီးတော့လိန်လေတဲ့သူတွေရှိကနေကျွန်တော်တို့ဘယ်လိုကာကွယ်ရမလဲစတဲ့အကြောင်းအရာတွေကိုကျွန်တော်မိတ်ဆွေတို့အတွက် knowledge sharing သဘောမျိုးအနေနဲ့ပြောပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျ မြ။ကဲအဲ့တော့အများကြီးပြောမနေတော့ဘဲနဲ့ကျွန်တော်ဒီဗီဒီယိုလေးကိုခိုးပဲဆက်လိုက်ရအောင်ပါ။အမဟုံဆိုတာကတော့တရုတ်ပြည်က ကြောက်မျိုးနွယ်အမျိုးသားတူဖြစ်တယ်ဆိုပြီးတော့သတင်းဖော်ပြမှုတွေကသိရှိရပြီးတော့သူ့အနေနဲ့နန်ကျင်မြို့ကိုပြောင်းလာပြီးတော့နေထိုင်ခဲ့တယ်ဒီနန်ကျင်မြို့ကိုအရောက်မှာသူကလိန်ပြောင်းမျိုးသားလည်းဖြစ်တယ်ဆိုရှယ်မီဒီယာတစ်ခုပေါ်မှာမိန်ကလေးအကောင့်တစ်ခုကိုဖွင့်လိုက်ပါတယ်ဒီလိုမျိုးမိန်ကလေးအကောင့်အတူတစ်ခုကိုဖွင့်လိုက်ပြီးတဲ့နောက်ပိုင်းမှာနေ့စဉ်ဆိုသလိုဗီဒီယိုတွေတင်တယ်သူတင်တဲ့ဗီဒီယိုတွေထဲမှာသူကမနက်9နာရီထိုးထားတယ်အင်တန်ရှင်းရေးတွေကိုလုပ်တယ်ဒီလိုမျိုးတန်ရှင်းရေးတွေလုပ်တဲ့အတွက်သူ့အနေနဲ့အိမ်မှုကိစ္စနိုင်နေတဲ့မိန်းမသားတူအနေနဲ့လည်းပုံဖော်ထားတယ်လို့သူ့ရဲ့ ီယိုတွေထဲမှာဆိုလို့ရှိရင်တော့ beauty can နေတုံးထားတယ်မိန်းကလေးတယောက်လိုမျိုးကြီးလိုက်တာနဲ့ထင်နေအောင်လိုမျိုးသူ့အနေနဲ့ပြုပြင်ပြောင်းလဲထားရရှိတယ်ပြီးတော့သူ့ရဲ့အတန်တွေကဆ white fitter တွေခံထားတယ်ဒီလိုအချက်တွေနဲ့သူကယောက်ျားလေးတွေကိုဆွဲဆောင်တယ်ပြီးတော့သူ့ရဲ့ဗီဒီယိုအများစုမှာပါတာဆိုလို့ရှိရင်ယောက်ျားလေးတွေကြိုက်လောက်မဲ့ဘယ်ချိန်မှာဘယ်လိုမျိုးစီးကန်းတကြလောက်တက်တဲ့မိမသားတူအိမ်ပါဝင်းချင်မှာရှိတဲ့ပန်းမင်လေးတွေကိုအများတို့စိုက်နေတဲ့ပုံစံလေးတွေပေါ့နော်ဒီလိုမျိုးဗီဒီယိုတွေနဲ့အမျိုးသားတူတွေကိုဆွဲဆောင်တယ်ပြီးတဲ့အခါမှာသူ့အနေနဲ့ဒီ line ပုံကမျိုးသားတွေကိုချင်းကက်တဲ့ပုံကတော်တော်လေးကိုလွယ်ကူရိုးရှင်းတယ်လို့လည်းပြောလို့ရပါဒါပေမဲ့သူကအကွက်တကြတော့တေချာစီစဉ်ထားပါတယ်သူ့အနေနဲ့မျိုးသားတူကိုစပြီးချင်းကက်ပြီးဆိုတာနဲ့သူကအိမ်နောင်ွက်အ အမျိုးသမီးတစ်ယောက်ဖြစ်ကြောင်းနဲ့သူရဲ့ဘယ်လိုမျိုးခံစားနေရတယ်သူဘယ်လိုမျိုးအထီးကျန်နေတယ်ဆိုတဲ့ emotional ကိစ္စတွေကိုသူကရင်ဖွင့်လိုက်တယ်ပေါ့နော်ဒီအမျိုးသားကိုပြီးသွားတဲ့နောက်လျှောက်မှာဒီအမျိုးသားနဲ့သူကရင်းနှီးမှုတွေရယူတယ်ပြီးရင်ဗီဒီယိုကောတွေပြောတယ်ဗီဒီယိုကောပြောတဲ့ခါမှာလဲကျွန်တော်ရှေ့မှာပြောသလိုမျိုး beauty gun တွေတုံးတယ်ပြီးတော့မျက်နှာတွေကို app တွေနဲ့ပြုပြင်ပြောင်းလဲတယ်အတန်ကိုလဲ vibe filter တုံးပြီးတော့မိမသားတယောက်ရဲ့နီးတူဖြစ်အောင်ပြုပြင်ထားပြီးတော့အခုလိုမျိုး scan လုပ်ခဲ့တယ်လှည့်စားခဲ့တယ်ဆိုပြီးတော့လဲသိရတာပါ အဲဒီလိုအခြေအနေမျိုးပါမှာဒီအမျိုးသားတွေကသူနဲ့ညင်းနီးလာတဲ့အခြေအနေတခုရောက်တဲ့အချိန်မှာအမဟုံအနေနဲ့သူ့ရဲ့အိမ်ကိုလာထိတ်ဖို့ပြောပြီးဒီလိုမျိုးလာထိတ်တဲ့အချိန်မှာလဲသူ့အတွက်ပတ်စံနေပါတယ်မလို့ဘူးအိမ်မှာတုံးဖို့တုံးဆောင်ပစ္စည်းဒါမှမဟုတ်သူ့အတွက်လိုအပ်မဲ့စားတော့ဆရာတွေတခြားသောပစ္စည်း တည်တည်မောမောလေးတွေယူလာပေးတာနဲ့သူနဲ့အတူနေလို့ရမယ်ဆိုပြီးတော့လဲဆွဲဆောင်ပြီးတော့အိမ်ကိုခေါ်လိုက်ပါလို့တယ်ဒီလိုအခြေအနေမှာပဲဒီအမျိုးသားတွေကတဦးပြီးတဦးဆိုလို့သူ့ရဲ့အိမ်ခန်းလေးကိုရောက်လာပြီးတော့သူတို့ယူဆောင်လာတဲ့ပစ္စည်းလေးတွေပေးလိုက်တယ်ခဏအတွင်းမှာပဲသူနဲ့တူတူနေပြစ်လိုက်ကြတယ်ပေါ့နော် ဒီလိုမျိုးအမဟုန်နဲ့ဒီအမျိုးသားတွေကအတူနေနေတဲ့အချိန်အတွင်းမှာအမဟုန်ရဲ့အခန်းထဲမှာစပိုင်ကန်တွေတက်ထားတယ်ဆိုတော့သူတို့ကလုံးဝမသိခဲ့ကြတာပါ။ဒါနဲ့ပဲဖြည်းဖြည်းချင်းအမဟုန်နဲ့ဒီလိုမျိုးအမျိုးသားတွေဒိတ်လာခဲ့တဲ့၃နှစ်တာကာလဝန်းကျင်တောက်လျှောက်နောက်ဆုံးမှာတော့ဘလူးပေါ်သွားခဲ့တာလဲဆိုလို့ရှိရင်တော့အမဟုန်ကဒီအမျိုးသားတွေနဲ့ဒိတ်တယ်။သူ့ရဲ့အခန်းထဲမှာရှိတဲ့စပိုင်ကန်တွေနဲ့ဗီဒီယိုတွေရိုက်ကူးထားပြီးတော့ဓာတ်ဝတ်တွေ တခြားသော website တွေကိုရောင်းချလိုက်တယ်ပေါ့နော်ဒီကနေပဲအမဟုန်အနေနဲ့ဒေါ်လာတောင်းကနန်းချီရရှိနေတယ်ဆိုပြီးတော့လေကိစ္စတွေကပေါ်လာခဲ့ပါတယ်ဒီနောက်ပိုင်းမှာပဲသူ့ရဲ့ video တွေကလူကြည့်များလာပြီးတော့ ဖောက်ကောင်လောက်ခံရတဲ့အခြေအနေတစ်ခုမှာတရုတ်အာဏာပိုင်တွေအနေနဲ့အမဟုံကိုဖမ်းဆီးအေးအေးလိုက်တယ်ဆိုပြီးတော့လည်းသိရတာပါကဲအဲ့တော့ဒီသတင်းကြားကထွက်ရှိလာပြီးတဲ့အချိန်မှာအမဟုံဆိုတာကလိန်ပြောင်းအမျိုးသားတယောက်အမျိုးသားတွေကသူနဲ့ line ပေါ်မှာ video call တွေပြောတယ်ဆိုကြတယ်ဆိုလို့ရှိရင်ကျွန်တော်ပြောဆိုလို့ beauty gun နေနဲ့လှုပ်ထားတယ်သူ့ရဲ့အတန်တွေကိုလည်း five filter တွေကန်ထားတယ်ဆိုလို့ရှိရင်တော့မှအိမ်မှာသွားတွေ့တဲ့ခါကျတော့ယောက်ျားကြီးတယောက်လိုမျိုးအာလက်စည်းတွေလည်းတွေ့ရတယ်ပြီးတော့လက်မောင်းတုံနေတာတွေလည်းတွေ့ရတယ်လူတော်တော်များများနဲ့တွေ့တဲ့အချိန်တွေမှာ master ထားပေးမယ်တချို့ အမျိုးသားရင်းနဲ့တွေ့တဲ့အချိန်မှာ mass မတက်ထားခဲ့ဘူးပေါ့နော်ဒီလိုအချိန်နေမှာယောက်ျားကြီးမှတိသွားတာတော့မှဘာကြောင့်မလို့ပြန်လဲမထက်သွားကြတာလဲဘာကြောင့်မလို့အတူတူနေလိုက်ကြတာလဲပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့အားလုံးစဉ်းစားရမယ့်အချက်ကအမဟုဆိုတာက social media ထက်မှာကျွန်တော်ရှေ့မှာပြောခဲ့တဲ့လိုမျိုးပဲအခွက်ကြကြစီစဉ်ပြီးတော့ယောက်ျားတို့တွေရှိကိုချင်းကပ်ပြီးတော့သူလိုချင်တဲ့ဒီ video တွေကို website တွေမှာရောင်းချလို့ရအောင်ဖန်ပြီးတဲ့သူတူဖြစ်ပါတယ်ပေါ့နော်အဲ့တော့ तू อ่ะ तू အကွက်ထဲဝင်လာအောင်လို့ရှေ့မှာလဲကျွန်တော်ပြောလို့မျိုးလှုပ်ဆောင်ခဲ့တယ်ဒီလိုချင်းဒီမှာအကွက်ထဲဝင်လာပြီးတော့ तू အကွက်ထဲကိုရောက်သွားကြတဲ့ယောက်ျားတွေတော်တော်များများက social media နဲ့ပတ်သက်ပြီးတော့ awareness မရှိဘူးဆိုပြီးတော့လဲပြောလို့ရပါတယ်ဒါကြောင့်မို့လို့လဲသူတို့တွေကအလိန်ခံရတာပေါ့နော်ဒီလိုမျိုးအလိန်ခံရပြီးနောက်ဆက်တွဲမှာပဲယောက်ျားကြီးမှန်တိတိနဲ့ဘာလို့ပြန်မထွက်သွားခဲ့တာလဲအဲဒီလိုမျိုးအမဟုတ်နဲ့အိတ်ခဲတဲ့အဲထဲမှာဆိုလို့ရှိရင် TikToker တွေ gym trainer တွေပြီးတော့ចောင်းသားတွေ ပါပါတယ်ဆိုပြီးသိရပါတယ်။ကျောင်းသားတွေဟာဆိုလို့ရှိရင်လည်းပေါ့နော်သူတို့တွေနေအတွေ့အကြုံတွေလိုချင်ကြမယ်။ဒါမှမဟုတ်ဒီလိုမျိုးစမ်းကြည့်ကြင်လိုက်ကြမှာပေါ့နော်။အဲတခါတလေပဲရောက်တော့ရောက်နေပြီးဘာဖြစ်လဲမထူးဆက်ပဲခင်းလိုက်တော့မယ်ဆိုတော့ယောက်ျားမျိုးတွေဖြစ်တယ်ဆိုတာကိုလည်းသူ့ရဲ့ဗီဒီယိုတွေမှာမြင်ရတယ်ပေါ့နော်။အဲ့တော့ဒီချိန်နေမှာလူလိန်နေရဲ့လက်သုံးစကားတိုင်းပြောရလို့ရှိရင်လိန်နဲ့လိန်လေသူအမဟုံ sister ဟုံမှလည်းအပြစ်ရှိတယ်လို့အလိန်ခံရတဲ့ဒီယောက်ျားတို့ကြီးမှလည်းအပြစ်မကင်းဘူးလို့ပဲပြောရမှာပါ ဘာဖြစ်လို့လဲဆိုတော့သူတို့ယောက်ျားကြီးမှန်တိတိလိန်ပြောင်းထားတဲ့ယောက်ျားကြီးတယောက်ဖြစ်မှန်တိတိနဲ့တူမနေပဲနဲ့ဒီခန်းထဲကနေလှည့်ထွက်သွားလို့ရတယ်ပေါ့နော်ဒါပေမဲ့သူတို့ကဒီလိုအခြေအနေမှာပဲမထူးဆက်ခင်းသွားကြရတယ်ပေါ့နော် ကဲဒီလိုမျိုးကိစ္စတွေနောက်ပိုင်းအပြီးမှာတော့အခုလိုမျိုးသတင်းတွေထွက်ပေါ်လာတဲ့အတွက်ကြောင့်မလို့ Sister Hong ရဲ့ဇလန်းကြီးကတော့တခန့်ရက်သွားတယ်သူကလည်းတရုတ်ကအာဏာပိုင်တွေကဖမ်းဆီးထားလိုက်ပြီးအခုလိုမျိုးတရားမဝင်ကာကွယ်ရှင်တွေရဲ့ခွင့်ပြုချက်မရှိဘဲရိုက်ကူးပြီးတဲ့ဗီဒီယိုတွေကို website တွေကိုဒေါ်လာတောင်းချီရောင်းချတဲ့အမှုဆက်တွေနဲ့သူကထောင်ချဖို့လုံလုံကျင်းတွေကိုရှိနေတယ်ဆိုပြီးတော့တည်ရတာပါဒါမဲ့မပြီးသေးတာကတော့နောက်ဆက်တွဲအနေနဲ့ဒီအမဟုန်နဲ့အတူနေခဲ့ကြတဲ့ယောက်ျားတို့ရေးတွေထဲမှာဘယောက်ျားတွေကသူတို့ရဲ့ခင်မွန်းနဲ့ရီးစားတွေ အတိမိတ်ဆွေတွေဖြစ်နေမလဲဆိုပြီးတော့အပူတပြင်းနဲ့ရှာဖွေနေရတဲ့အမျိုးသမီးတို့ကြီးရဲ့ဒုက္ခကလည်းမသေးဘူးဆိုပြီးတော့အခုချိန်မှာဆိုရှယ်မီဒီယာထပ်မှာတော်တော်လေးပွက်လောရိုက်နေတယ်ပေါ့နော်။ကဲအဲ့တော့အမဟုံရဲ့ကိစ္စကတော့ဒီမှာပဲတခန့်ရက်ပါပဲ။ဒါပေမဲ့ဒီချိန်ဒီမှာအမဟုံရဲ့ကိစ္စကဘာကိုမိမောင်းထိုးပြသွားတယ်လဲဆိုလို့ရှိရင်တော့အလွယ်ရအလွယ်လိုချင်တဲ့လူတွေအချောင်စိတ်တဲ့ရှိတဲ့လူတွေကိုတော်တော်လေးမိမောင်းထိုးပြသွားတယ်။ဒီလိုမျိုးလူတွေကိုပဲဆိုရှယ်မီဒီယာပေါ်မှာစကန်လုပ်နေတဲ့လူတွေကဒီလိုမျိုးပြစ်မှတ်ထားနိုင်တယ် သူတို့ရဲ့တားအောင်ဖြစ်သွားနိုင်ပြီးတော့နောက်ဆုံးမှာဒုက္ခရောက်ကြရတယ်ဆိုတဲ့အခြေအနေမျိုးကိုတတိပေးမိမောင်းထိုးပြနေတယ်လို့ပဲကျွန်တော်အနေနဲ့ပြောချင်ပါတယ်ပေါ့နော်အဲ့တော့ဗီဒီယိုရဲ့အဓိက point ဖြစ်တဲ့အမဟုံရဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အမဟုံလိုမျိုးလူမျိုးတွေရဲ့ social media ထပ်ပေါ်ကလိမ့်လေခြင်းကိုမခံရဘူးဒီလိုလူတွေရဲ့တားအောင်မဖြစ်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်မိတ်ဆွေတို့ကဒီချက်တွေကိုတည်ထားဖို့လိုအပ်ပါလိမ့်မယ်ဗျ ပထမဆုံးအချက်အနေနဲ့ကတော့ fake profile ပါမိမိပုံမဟုတ်ဘဲနဲ့တခြားသောလူတွေကိုအယုံသွင်းပြီးတော့လိမ်လည်ခြင်းတမျိုးပါပဲဒီမှာဆိုလို့ရှိရင်တော့နှစ်ခုခွဲလို့ရအခုနောက်ပိုင်းမှာကျွန်တော်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်ပြီးခဲ့တဲ့2024ကနေပြီးတော့အခု2025အထိပေါ့နော်အသုံးများဆုံးဖြစ်တဲ့ social media platform တစ်ခုဖြစ်တဲ့ Facebook ပေါ်မှာဆိုလို့ရှိရင်အာမိန်းကလေးလှလှပုံလေးတွေယောက်ျားလေးဆိုလို့ရှိရင်လည်းတောင်တောင်ဖြတ်ဖြတ် ပုံလေးနဲ့လာအပ်ကြတယ်ပြီးသွားလို့ရှိရင်ဒီအကောင့်တွေကနေပြီးတော့စကားတွေပြောကြတယ်ရင်းနှီးမှုတစ်ခုရလာပြီးဟေးဆိုတဲ့အခြေအနေမှာစလိန်ကြပါတော့တယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင် chat box ကနေပြီးတော့စာရီစကားတွေပြောရင်းနဲ့လိန်တဲ့လူတွေလည်းရှိလို့ AI filter တွေ face swap တွေပြီးတော့ beauty scan တွေ white filter တွေပေါ့နော်ဒီ chat တွေကိုတုံးပြီးတော့လိန်လေတာရှိပါတယ်ဒီနည်းပညာတွေကတော့အခုဖြစ်သွားခဲ့တဲ့အမဟုတ်ရဲ့ဖြစ်စဉ်မှာ အဓိကအနေနဲ့တုံးသွားခဲ့တဲ့ဤပညာအချက်လက်တွေလိုပဲပြောလို့ရအောင်အဲ့တော့ဒီကိစ္စတွေကနေကျွန်တော်တို့ဘယ်လိုကောက်ွယ်မလဲပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ online social media ထက်ပေါ်မှာကျွန်တော်တို့မသိတဲ့လူတယောက်ကနေပြီးတော့ friend လာ add တယ်ပြီးွားလို့ရှိရင် तू ကစကားတွေကျွန်တော်တို့ကိုဖောင်ဖွဲ့ပြီးတော့ပြောနေပြီးသူ့ရဲ့အတွင်းကြကြကိစ္စတွေ emotion နဲ့ဖြစ်စေတဲ့ကိစ္စတွေကို तू က sharing လုပ်နေပြီးကျွန်တော်တို့ကိုပြောပြနေပြီးဆိုလို့ရှိရင်အထူးသတိထားမယ်ပေါ့နော်ဘာဖြစ်လဲဆိုတော့တာမန်လူတယောက်အနေနဲ့ဆိုလို့ရှိရင် အခုမှစတွေ့တဲ့လူကိုမိတ်ဆွေတို့ကရောမိတ်ဆွေတွေအတွင်းကြကြကိစ္စတွေကိုရင်ဖွဲ့မိမှာ လားပေါ့နော်ပြောမိမှာလားဒီကိစ္စတွေတခြားသုံးသပ်ဖို့လဲလိုပါလိမ့်မယ်အဲ့တော့ဒီလိုမျိုးလာပြောနေပြီဆိုလို့ရှိရင်မိတ်ဆွေတို့ကသတိထားမှာဒါက scam ဖြစ်နိုင်ခြင်းများတယ်အဲ့တော့ငါသူ့ကိုတည်တခြားသတိထားပြီးတော့စကားပြောရမယ်ဒီချက်တွေကိုလည်းမိတ်ဆွေတို့ကသိထားဖို့လိုပါလိမ့်မယ်ဗျနောက်ထပ်တစ်ချက်အနေနဲ့ကတော့အခုလိုမျိုးစကားလာပြောခြင်းခံရတာလေကိုကိုအာယုံဆိုင်ချင်းခံနေရတဲ့လူတယောက်ကိုသူ့ရဲ့ Facebook account ဒါမှမဟုတ် social media account တစ်ခုပေါ့နော်သူ့ရဲ့ account ကိုတခြားသွားဆက်ဖို့လိုပါလိမ့်မယ်သူ့ရဲ့ account က fake profile ဖြစ်နေမလားပေါ့နော် fake profile ဆိုတာကတော့ကျွန်တော်မိတ်ဆွေတွေ အလွယ်တကူစစ်ကြည့်လို့ရအောင်ဆိုလို့ရှိရင်သူ့ရဲ့ profile ကိုဝင်ကြည့်လိုက်တာနဲ့ post တွေကတောင်းပြန်ထွေလာဖြစ်နေမယ်လွန်ခဲ့တဲ့တလနှလကမှစ run ထားတာလည်းဖြစ်နေမယ်တလနှလနောက်ပိုင်းမှာသူ့ရဲ့ account မှာဘာမှမရှိဘူးဗျာအဲတလနှလလောက်မှ account ဖွင့်ထားတာလည်းဖြစ်ချင်ဖြစ်မယ်ဒီလို account နေဆိုလို့ရှိရင်မိတ်ဆွေတို့ကအထူးသတိထားဖို့လည်းလိုပါမယ်ပြီးတော့သူ့ရဲ့ profile picture ပါ profile picture ကိုကြည့်မယ်ဆိုလို့ရှိရင်တချို့သော scammer တွေကမိန်းကလေးလှလှပုံတွေကိုယူသုံးထားတယ်ဒါမှမဟုတ်ယောက်ျားလေးတွေဆိုလို့ရှိရင်လည်းတန်းတောင်းပြောင်းပြောင်းပေါ့နော် website တို့ကပုံတွေဒါမှမဟုတ်တခြားသူတွေရဲ့ပုံတွေကိုလည်းယူသုံးအောင်ယူသုံးပါလိမ့်မယ်ဒီလိုခြေနေတွေမှာဆိုလို့ရှိရင်လည်းကျွန်တော်မိတ်ဆွေတို့ကဒီတဲ့ပုံကသူ့ပုံဟုတ်လားဟို post မှာတင်ထားတဲ့ပုံတွေဒီ post မှာတင်ထားတဲ့ပုံကရောကိုက်ညီမှုရှိသလားကိုတိတိကျကျစစ်ဆေးဖို့လိုပါမယ်ဒီလိုစစ်ဆေးပြီးတော့လည်းကျွန်တော်မိတ်ဆွေတို့ကမဟုံလိုမျိုးလူမျိုးတွေရှိရနေပြီးတော့ကာကွယ်နိုင်ပါတယ်ပေါ့နော် နောက်တစ်ချက်အနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ရှေ့က AI video မှာပြောသွားခဲ့တဲ့အတိုင်းအာ left scan ပေါ့နော် ရိုမန်စကန်ပေါ့အဲဒီခြေနေဟာဆိုလို့ရှိရင်လည်းအမဟုံရဲ့တုံးဆွဲသွားတဲ့အနည်းပညာတစ်ခုလိုပဲပြောရမှာပါဒီ lab scan roman scan မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ line ပေါ်မှာတွေ့ကြပြီးဘယ်သူမှမသိဘူးဒါပေမဲ့စကားတွေပြောကြတယ် easy clear တွေလောက်ကြတယ်ဒီနောက်ပိုင်းမှာ relationship တစ်ခုကိုတိဆောက်နိုင်လိုက်တယ်ပေါ့နော်ဒီလိုအခြေအနေကနေပြီးတော့တစ်ဖက်ကပြောနေတဲ့လူကအာကျွန်တော်တို့ပြထားတဲ့ပုံတွေကလူဟုတ်ချင်မှလည်းဟုတ်မယ်အမဟုံလိုမျိုးပေါ့နော်မိမသားတယောက်ရဲ့ပုံစံပြပြီးတော့အိမ်ရောက်တော့မှလိန်ပြောင်းအမျိုးသားကြီးဖြစ်နေတာမျိုးပေါ့ ီလိုကိစ္စမျိုးနဲ့မတိုးအောင်ဆိုလို့ရှိရင်ကျွန်တော်မိတ်ဆွေတို့ကဘာတွေကိုသတိထားမလဲပေါ့နော်ဒီနေရာမှာကျွန်တော်မိတ်ဆွေတို့ကဗီဒီယိုဟောပြောတာပဲဖြစ်ဖြစ်အာ voice call ပြောတာပဲဖြစ်ဖြစ်ပေါ့နော်သူ့ရဲ့ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်ပါပြီးတော့သူ့ရဲ့မျက်နှာအာအနာသက်တွေကိုလိုက်ကြည့်ပါပေါ့နော်နေရွက်ထောင်းတို့စပင်တို့ပေါ့နော်ဒီနေရာတွေကိုကြည့်ချင်းအားဖြင့်ကျွန်တော်မိတ်ဆွေတို့က beauty can တွေတုံးထားတယ်ဒါမှမဟုတ် AI app တွေနဲ့မျက်နှာကို face filter တွေခံထားတယ်ဆိုလို့ရှိရင်တိတိတသားကိုကွဲထွက်နေပါလိမ့်မယ်အဲတနေရာမှာတော့ off ဖြစ်နေမယ် loose ဖြစ်နေတဲ့နေရာတွေဒီလိုချက်တွေကနေပြီးတော့ကျွန်တော် ိတ်ဆိုတော့သတိထားမိပါလိမ့်မယ်ပေါ့နော်ပြီးတော့ voice filter တွေ voice filter တွေဆိုလို့ရှိရင်ကျွန်တော်တို့ကဖုန်းပြောနေတယ်ပဲထားပေါ့နော်တစ်ဖက်လူက voice filter နဲ့ပြောနေတယ်ဆိုလို့ရှိရင်သူ့ရဲ့စကားလုံးအဆုံးသက်တွေမှာအော်ကျွန်တော်တို့ဥပမာ line ထစ်သွားတဲ့အတန်လိုမျိုးဒါမှမဟုတ်ဟိုညှောင်နှံတာအတန်လိုမျိုးဖြစ်သွားတာမျိုးအဓိကအနေနဲ့ voice filter တွေမှာဆိုလို့ရှိရင်ရှိုက်တန်နေလေတန်တွေကအထူးပျောက်နေလိမ့်မယ်ပေါ့နော်ဒီချက်တွေကိုသိထားခြင်းအပြင်ကျွန်တော်မိတ်ဆွေတို့ကဒီလိုလူမျိုးတွေဒီလို scammer တွေရှိရနေပြီးတော့လွတ်မြောက်နိုင်ပါလိမ့်မယ်ဗျ ကဲနောက်ချက်အနေနဲ့ကတော့ line ပေါ်ကနေပဲဖြစ်ဖြစ်ကျွန်တော်တို့တမီးစားကြားထဲမှာပဲဖြစ်ဖြစ်ပေါ့နော်အခုနောက်ပိုင်း social media kit ဖြစ်တဲ့အတွက်ကြောင့်မို့လို့ long distance relationship တွေဆိုလို့ရှိရင် privacy ကြက်ကြက် ဗီဒီယိုကောပြောတာမျိုးတွေရှိတယ်ပေါ့နော်အဲဒါတော့ကျွန်တော်မိတ်ဆွေတို့နားလည်မယ်ထင်ပါတယ်အဲ့တော့ဒီလိုမျိုးဗီဒီယိုကောတွေကနေပြီးတော့နှမသားချင်းမစာနာတဲ့ယောက်ျားတွေဒါမှမဟုတ်ဟိုလိမ့်လေချင်တဲ့လူတွေပေါ့နော်ကျွန်တော်အရှိမပြောလိုမျိုးမတည်တဲ့လူတွေနဲ့ relationship ဖြစ်နေတဲ့ line ပေါ်ကအပြင်မှာတစ်ခါမှမမြင်ဘူးတဲ့လူတွေကနေပြီးတော့အခုလိုမျိုး privacy ကြက်ကြက်ဗီဒီယိုကောတွေပြောမိတဲ့အခြေအနေမျိုးမှာသူတို့ဘက်ကနေပြီးတော့ recorder တွေယူထားနိုင်တဲ့အဲဒီလို recorder တွေကနေပြီးတော့ပဲနောက်ပိုင်းအချိန်တွေမှာချိန်ချောက်မှုတွေရှိလာမယ်ငွေညစ်တောင်းခံမှုတွေလည်းရှိလာနိုင်တယ်ပေါ့နော်အဲ့တော့ ီချင်းတွေကိုကာကွယ်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ကလိုင်းပေါ်ကလူတယောက်နဲ့ relationship တိစောက်မိသွားတယ်ဆိုလို့ရှိရင်သူ့ကိုတိကျချင်းကက်လေးလာဖို့လိုပါတယ်ချင်းကက်လေးလာတဲ့ခါမှာလဲရှေ့ကပြောခဲ့တဲ့အချက်တွေကိုစစ်စစ်ပြီးတော့ချင်းကက်လေးလာပါဖို့နော်အဲ့တော့နောက်ဆုံးအနေနဲ့ကိုကယုံကြည်မိလို့ video call ပြောတယ်ဆိုရလို့ရှိရင်တော့မှာ ကိုယ့်ရဲ့ privacy နေရာတွေကိုပေါ်ပြခြင်းမလုပ်ပါနဲ့အဓိကအနေနဲ့ကျွန်တော်တို့ social media ခေတ်ဖြစ်တဲ့အတွက်မျက်စိတမိတ် အချိန်ခဏလေးအတွင်းမှာမိတ်ဆွေတွေဘဝကြီးကဒီပေါ်မှာနှိမ့်မြုပ်သွားနိုင်ပါတယ်ဒီချက်ကိုကျွန်တော်မိတ်ဆွေတွေညီမငယ်တွေအနေနဲ့အထူးကယူဆိုင်ဖို့လည်းပြောချင်ပါတယ်ဗျနောက်ထပ်အချက်တွေကတော့ကျွန်တော်တို့သတိထားသင့်တဲ့အချက်တွေပေါ့နော်ဒီအချက်တွေကလည်း AI video မှာကျွန်တော်တစ်ခေါက်ပြောထားပြီးပါပြီဒီမှာတော့ remind ပြန်လုပ်ပေးတဲ့အနေနဲ့ထည့်ထားပေးတာပေါ့နော်အဓိကအနေနဲ့ကတော့ကျွန်တော် link တွေပါအဲ link တွေဆိုလို့ရှိရင်လည်းကျွန်တော် KB Way Pay တို့ hack ခံရတဲ့ ြေအနေတွေရှိပါတယ် Facebook မှာဗီဒီယိုတင်ထားတယ်ဗီဒီယိုတွေကိုအဆုံးထိမတင်ဘူးပေါ့နော်လူစိတ်ဝင်စားမဲ့ဗီဒီယိုလေးတွေပေါ့ဗျာဟိုယောက်ျားလေးဆိုလဲယောက်ျားလေးစိတ်ဝင်စားမဲ့ဗီဒီယိုလေးတွေပေါ့ဒီဗီဒီယိုတွေကိုအဆုံးထိမတင်ထားဘူး comment မှာသူတို့ကလင့်လေးချပေးထားတယ်ဒီလင့်လေးဝင်ပြီးတော့ဆက်ကြည့်ပေါ့သူတို့ပြောချင်တာကတော့ဒါမဲ့ဒီလင့်လေးကိုကျွန်တော်မိတ်ဆွေတွေ brother တွေကဝင်လိုက်ပြီဆိုတာနဲ့မိတ်ဆွေတွေရဲ့ challenge information တွေအကုန်လုံးကသူတို့ရှိရောက်သွားတဲ့ပုံစံမျိုးပေါ့ဒီကနေပဲတဆင့်ကျွန်တော်တို့ရဲ့ data တွေ leak ဖြစ်သွားတယ်ကျွန်တော်တို့ NRC မှတ်ပုံနေနံပါတ်တွေ leak ဖြစ်မယ်ပြီးတော့ password တွေ leak ဖြစ်သွားမယ်အဲ leak ဖြစ် တယ်ဆိုတာကတော့သူတို့ဘက်ကရသွားတာကျွန်တော်တို့ information တွေသူတို့ဟတ်လို့ရသွားတယ်ခိုးယူလို့ရသွားတယ်အခြေအနေပေါ့နော်အဲ့တော့ဒီလိုအချက်တွေကိုကျွန်တော်တို့ကဘယ်လိုဆင်ခြင်ရမလဲဆိုလို့ရှိရင်တွေ့သမျှမြင်သမျှလင့်တွေကိုမနှိပ်ပါနဲ့ဗီဒီယိုတစ်ပုဒ်ကိုနဲ့အကြောင်းအရာတစ်ခုမှစိတ်ဝင်စားလို့အောက်မှာရှိတဲ့လင့်လေးကိုတွေ့လိုက်တာနဲ့ဘာမှမစဉ်းစားဘဲနဲ့နှိပ်တဲ့အကျင့်ကိုပြင်ပါလို့ပဲကျွန်တော်အနေနဲ့ပြောချင်ပါတယ်ပေါ့နော်အဲ့တော့တခြားစဉ်းစားပါဒီ link တွေကငါနဲ့ဘာဖြစ်နိုင်လဲပေါ့နော်ဒီလိုမျိုးအချက်တွေရှိတယ်ဆိုတော့ကို remind လုပ်ပါပေါ့နော် ပြီးတဲ့ခါကျတော့တစ်ဆက်တည်းမှာပဲ fake give away တွေပါ TikTok တွေ Facebook တွေပေါ်မှာဆိုလို့ရှိရင်ငါတို့ရဲ့ account ထဲမှာ register လုပ်လိုက်ပါစီးရင်သွင်းလိုက်တာနဲ့ငါတို့ကန်ဆယ်မဲ့ပေါ့နော် phone iPhone ကန်ဆယ်မဲ့တို့ကားကန်ဆယ်မဲ့တို့ဒါတွေထဲမှာမင်းပါဝင်ခွင့်ရမယ်ပေါ့နော်ပါဝင်ဖို့အတွက်ကိုလည်းမင်း information တွေပေး လုံအင်လောင်းဝင်လိုက်ဒီလိုခြေနေနဲ့ပဲမိတ်ဆွေတို့ကဂျင်းထက်ခံရပြီးတော့ information တွေအကုန် leak ဖြစ်သွားတယ်ပေါ့နော်ကဲအဲ့တော့ဒီလိုမျိုး giveaway link တွေကိုဘယ်လိုမျိုးရှောင်ကြဉ်ကာကွယ်ရမလဲပေါ့နော်ဒီချက်မှာဆိုလို့ရှိရင်ကျွန်တော်မိတ်ဆွေတို့ကကင်းပါဖို့လိုပါလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့အခု social media အပေါ်မှာက verify map ရှိလားသူ့ရဲ့ history ကဘယ်လိုလဲအဲ verify map မတင်ထားသေးတဲ့ channel တွေဆိုလို့ရှိရင်တော့မှသူ့ရဲ့ history ကိုပြန်စစ်ပေါ့နော်သူဘယ်နေ့ကဘယ် post ကိုတင်နေ update ဖြစ်လားဒီ account ကဘယ်တုန်းကဖွင့်ထားတဲ့ account လဲလောင်လောင်ကိုတည်းကဖွင့်ထားတဲ့ account လား ပိုင်းအတွင်းမှာတခြားသူတွေကိုဟက်ချင်လို့ scam လုပ်ချင်လို့ဖြန့်ထားတဲ့အကောင့်လားဆိုတာကိုမိတ်ဆွေတို့ကဒီလိုနီးလန်းတွေကိုတုံးပြီးတော့စစ်ဆေးကြည့်လို့ရပါတယ်ပေါ့နော်။ကဲဒီမှာနောက်ထပ်အချက်အနေတွေကတော့ social media engineering မှာဒီချက်ကတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်။ဒီချက်ကကျွန်တော်မိတ်ဆွေတို့နဲ့ဓာတ်ရိုက်ကိုဆက်နွယ်နေမှာပါ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့တွေက Facebook တို့ Instagram တို့ TikTok တွေမှာ post တွေ video တွေတင်ကောင်းတင်ပါလိမ့်မယ်။တချို့လူတွေဆိုလို့ရှိရင် social media ကိုအစွဲလန်းကြီးဆွဲလန်းနေတာ။ဘယ်လိုလဲဆိုလို့ရှိရင်သူတို့ကဒီနေ့တနေ့တာမှာဘာလေးပဲနုံနုံမနှက်လင်းလို့ coffee လေးတောက်တယ်။ coffee လေးတောက်ပြီးရုံးသွားတယ်။ဒါမှမဟုတ်ရုံးရောက်ပြီးတော့ဘာတွေလုံးရတယ်ဆိုတာအစသူတို့က up to date ပေါ့နော်။ရိုက်စစ်နေစရာမလိုဘူးဗျာ။ post တွေကိုတစ်ခုပြီးတစ်ခုကိုသူတို့ကပုံမှန်လေးတင်ပေးနေတာ။အဲဒါက influencer တွေအတွက်တော့ကိစ္စမရှိပေမဲ့လို့တာမန်လူတွေအတွက်အနေနဲ့ဆိုလို့ရှိရင်ဒီလူတွေကိုပြစ်မှတ်ထားပြီးတော့ check in လုပ်နေတဲ့ scam မာတွေရှိတယ်ပေါ့နော်ဒီစကမ်မာတွေရဲ့တားအောင်မဖြစ်ဖို့ဆိုလို့ရှိရင်အခုလိုမျိုး post တွေကို delete ပြစ်တင်နေတာမျိုးမဟုတ်ဘဲနဲ့အမှတ်တရနေ့ကိုယ့်ရဲ့ memory ဖြစ်မဲ့အမှတ်တရနေ့တွေအတွက်ပဲတင်ပေါ့နော်ဒါမှမဟုတ်ကိုယ်အရေးကြီးတဲ့ကိစ္စလေးတွေပေါ့နော်ကိုယ်အမှတ်တရဒီ social media ထပ်ပေါ်မှာ ဖော်ပြခြင်းတဲ့အရာလေးပေါ့တလောက်ပို့ပဲတင်မှာဟိုနေရာရောက်ပြန်ပြီဒီနေရာသွားပြန်ပြီဆိုတဲ့ဟာတွေကိုလုံးဝမတင်ဖို့လေတတိပေးတိုက်တွန်းလိုက်ပြရခင်ဗျဒီလိုအခြေအနေကမိတ်ဆွေတို့ကိုယ်တိုင်ကစကမ်မာတွေလိမ့်လေသူတွေကိုမိတ်ဆွေတွေ information တွေဘယ်နေရာရောက်နေပြီဘာတွေလုပ်နေတယ်နော်ဘာတွေဝယ်လိုက်ပြီနော်ဘာတွေရှိနေတယ်နော်ဆိုတာတွေကိုဖော်ပြနေလို့ဖြစ်နေပါတယ်ပေါ့နော်ဒီချက်ကိုလေကျွန်တော်မိတ်ဆွေတို့ကအထူးသတိထားပါဗျာ ကဲအဲ့တော့ဒီဗီဒီယိုထဲမှာပြောသွားတာကတော့ကျွန်တော်တို့အခုလက်ရှိမှာရေပန်းစားနေတဲ့အမဟုန်ရဲ့အကြောင်းကိုဥတီပြီးတော့ကျွန်တော်မိတ်ဆွေတို့တည်ထားတဲ့ဒီလိုမျိုးအမဟုန်လိုမျိုးလူမျိုးတွေအပြင်ဆိုရှယ်မီဒီယာထပ်ပေါ်မှာဘယ်လိုမျိုးလိမ့်လည်သူတွေစကမ်မာတွေရှိနေတယ်ဆိုတာကိုသိစေချင်ပါတယ် ။ဒါကြောင့်မလို့လေကျွန်တော်ရဲ့ mix review ကို knowledge sharing လုပ်ပေးခြင်းတဲ့အတွက်ကြောင့်မလို့ဒီ content လေးကိုရိုက်ဖြစ်သွားတာပဲဖြစ်ပါတယ်ပေါ့နော်။အဲဒီတော့ကျွန်တော်တို့အနေနဲ့တရားထက်တရားတိုးတက်လာနေတဲ့ဤပညာ ID KG ထဲမှာအခုဆိုလို့ရှိရင် AI နေလဲပေါ်လာပြီး social media ဆိုလို့ရှိရင်လဲကွက်ကွက်ဆိုတာနဲ့ကျွန်တော်တို့ကတော်တော်လေးကိုရှေ့ရောက်နေပြီပေါ့နော်။ဒီလိုအခြေအနေမှာဒီချက်တွေကိုစင်ကျင်ပြီးတော့ကျွန်တော် mix review အနေနဲ့ social media ထပ်ပေါ်က scammer တွေလိမ့်လေသူတွေရဲ့တားဟောင်မဖြစ်ဖို့အတွက်ကိုလည်းတိုက်တွန်းသတိပေးလိုက်ခြင်းပဲဖြစ်ပါတယ်။ ဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေတို့အနေနဲ့လည်းလိမ့်လေခံရခြင်းကနေပြီးတော့ကင်းဝေးနိုင်ကြပါသည်ဒီဗီဒီယိုလေးကကျွန်တော်မိတ်ဆွေတို့အတွက်အကျိုးရှိခဲ့တယ်ဆိုလို့ရှိရင်တော့မိတ်ဆွေတို့ရဲ့မိသားစုတွေချစ်ရခင်ရသူတွေကိုမျှဝေပေးပါအောင်ပြီးတော့ကျွန်တော်အနေနဲ့အခုလိုမျိုးဘူးဆုဒရရစရာအကြာအရေး content ဗီဒီယိုတွေကိုအစဉ်မြဲတင်ဆက်ပေးနေမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပြီးတော့အားပေးသွားခဲ့နိုင်ပါတယ်ခင်ဗျာမိတ်ဆွေတို့အတွက်ကျွန်တော်ဆက်အောင်ပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုမှာကျွန်တော်တို့နောက်ထပ်အကြာအရေးတစ်ခုနဲ့တူပါပြန်လည်ဆုံတွေ့ကြရအောင်ပါဗျာအားလုံးပဲ see you ပါ